တရုတ်နိုင်ငံကတကြီးရွယ်ကိုပင်စင်စားသသိန်းကျော်ရဲ့တသက်တာစုငွေတွေဟာဘစ်ကွိုင်းအဖြစ်ပြောင်းလဲသွားပြီးလန်ဒန်မြို့ကခင်မီဆိုင်ကြီးတစ်ခုထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်ဒီတစ်ပတ်မှာတော့အဲ့ဒီရာဆွေးမှုရဲ့အဓိကဇက်ကောင်မျိုးသမီးကိုပြည်ထောင်တရားရုံးကအမင်းချတော့မှာဖြစ်ပြီးသူစီကနေတင်စီရမိတဲ့ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ဘစ်ကွိုင်းတွေရဲ့ကံကြမ္မာကိုတော့ဘာကအိုင်ဆိုင်စောင့်ကြည့်နေကြပါတယ်သူ့ရဲ့နာမည်ကတော့ချန်ကြည့်မင်ပါတရုတ်နိုင်ငံမှာတော့ပန်းလေးလိုအဓိပ္ပာယ်ရတဲ့ဟွာဝါလိုပဲလူတီများကြပါတယ်သူဟာ Yandan Guri ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ပြီး ရှင်းမြင့်ကြမ်းအပစ္စည်းတွေနဲ့ Bitcoin တူဖော်ရီလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံရင်ဖြည့်နေချမ်းသာမယ်ဆိုတဲ့ဆောင်းပုံးနဲ့တရုတ်ပြည်တော်ကပေးစင်စားတသိန်း2000ကျော်ကိုဆွဲဆောင်စီယုံခဲ့ပါတယ်။သူတို့ရဲ့စီယုံရေးပွဲတွေမှာတရုတ်ပြည်အောင်စုကိုတည်ထောင်ခဲ့တဲ့ မော်စီတိုရဲ့သမတ်ကိုရိုင်ကတော့ထောက်ခံစကားပြောခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒါတွေအားလုံးကတော့လိမ်လည်မှုတစ်ခုပါပဲ။2018ခုနှစ်မှာတရုတ်ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေစတင်ချိန်မှာတော့ ချန်ကြီးမင်ဟာယင်းဒီမြုံနှံငွေရွံငွေဘီလီယံ40အမေရိကန်ဒေါ်လာအဖြစ်9.6ဘီလီယံကိုဘစ်ကွိုင်းအဖြစ်ပြောင်းလဲပြီးနိုင်ငံကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ချန်ကြီးမင်ဟာ passport အတူနဲ့ဗြိတိန်နိုင်ငံကိုရောက်လာပြီးတလကိုပေါင်း18000ကျော်တန်တဲ့စာရင်းကြီးမှာနေထိုင်ခဲ့ပါတယ်။သူ့ရဲ့လက်ထောက်ပြခန်းခံရတဲ့ဝမ်ကျဲကတော့ချန်ကြီးမင်ဟာတနေ့လုံးအိမ်ရဲမှာလှဲပြီးဂိမ်းဆော့ online shopping လုပ်ရင်းအချိန်ကုန်ခဲ့တယ်လို့တရားခွင်မှာထွက်ဆိုခဲ့ပါတယ်။ဒါပေမဲ့သူ့မှာကြီးမားတဲ့အစီအစဉ်တွေရှိနေခဲ့ပါတယ်။သူ့ရဲ့ထိုင်ရာကြီးထဲမှာတော့ မြေပြင်ဆိုင်ရာဘဏ်တစ်ခုတည်ထောင်ဖို့စီတွင်ရန်တိုက်တစ်ခုကိုဝယ်ဖို့နဲ့နောက်ပြီး2022ခုနှစ်မှာခရိုအေးရှားဆာဗီးယားနယ်စပ်ကအသိမှတ်မပြုသေးတဲ့နိုင်ငံငယ်လေးလိုင်ဘယ်လန်ရဲ့ပြေမဖြစ်လာဖို့ဒီရီမန်းထားခဲ့ရအောင်တွေ့ရပါတယ်။သူ့မှုဟာလန်ဒန်မှာကြီးမားတဲ့အင်ဂျီတလုံးကိုဝယ်ယူဖို့ကြိုးစားကနေစတင်ခဲ့ပါတယ်။ပိုင်ဆိုင်မှုရဲ့ရည်မြစ်ကိုရှင်းမပြနိုင်ခဲ့တဲ့အတွက်ရဲတပ်ဖွဲ့တွေကစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပြီးသူ့ရဲ့ဆိုင်ကိုဝင်ရောက်စီးနင်းရမှာတော့ဘေးကွာထောင်ပေါင်းများစွာထယ်မင်းထားတဲ့ hard drive တွေနဲ့ laptop တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါဟာပြည်ထောင်စုတိုင်းမှာအကြီးမားဆုံး cryptocurrency သိမ်းဆည်းရမှုမှုတွေတဲကတစ်ခုဖြစ်ခဲ့ပါတယ်။အခုဆိုရင်တော့ Chat GPT ဟာငွေကြေးခွာချမှုနဲ့ပြည့်စုံကြောင်းဝန်ခံထားပြီးဒီတစ်ပတ်မှာအမိန့်ချတော့မှာပါ။ဒါပေမဲ့တရုတ်နိုင်ငံကတားကောက်နေတဲ့တော့ဒီအခြေအနေကမပြီးသေးပါဘူး။သူတို့ဟာသူတို့ရဲ့ဆုံရှုံသွားတဲ့ငွေတွေကိုပြည်ထောင်စုအာဏာပိုင်တွေစီကနေဒီစိတ်တပိုင်းပြပြပြန်ရဖို့မျှော်လင့်နေကြပါတယ်။ချန်ကြီးမြင်ယူဆောင်လာတဲ့ Bitcoin တွေရဲ့တန်မှုဟာအခုဆိုရင်အဆ20ကျော်တက်သွားခဲ့ပါပြီ။ ဲ့ဒီငွေရဲ့ကံကြမ္မာကိုတော့လာမယ့်နှစ်မှာစတင်မယ်တရားမမှုကအဆုံးဖြတ်ပြီးမှာပါတားကောက်နေရသူတို့ရဲ့ဆိုးရှုံးမှုကိုတက်တည်ပြနိုင်တော့မူလယင်းနှီးငွေပဲပြန်ရမလားဒါမှမဟုတ်တန်ဖိုးတက်သွားတဲ့ပမာဏအတိုင်းပဲပြန်ရမလားဆိုတာတော့မသေးကြသေးပါဘူးပုံပြီးရှုပ်ထွေးတဲ့အချက်ကတော့တရားဝင်တောင်းဆိုသူမရှိတဲ့ကြံငွေတွေကိုပြည်ထောင်စုရဲ့ဗန္ဒာတိုက်ကရရှိသွားမှာဖြစ်လို့ဒီရာဇဝတ်မှုရဲ့အကျိုးမြတ်ကိုပြည်ထောင်စုကရရှိသွားမလားဆိုတဲ့မေးခွန်းလေးထွက်ပေါ်နေပါတယ်